ဒီပတ်စံนี่ဘယ်လိုဖြစ်လာတယ်လဲလူတို့များတိတ်ပြီးတော့စိတ်မဝင်စားတဲ့ဟာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီပတ်စံนี่ဘယ်လိုဖြစ်လာတယ်လဲဆိုတာပါတကယ်တော့ဒီပတ်စံนี่ကြောင့်ပဲလူသားတွေယဉ်ကျေးလာခဲ့တယ်လို့ပြောလို့ရပါတယ်ပတ်စံนี่ရှိခင်တုန်းကဆိုရင်လူတွေကလည်းတတိဆန်တတာပဲဖြစ်ပါတယ်ကိုမဟုတ်ရင်ကိုရန်သူလို့သတ်မှတ်ပြီးတော့တောင်နေတောင်ယုံကြည်မှုဆိုတာလည်းမရှိပါဘူးမိစေဆိုတာလည်းမရှိသလိုအစင်တန်းတွေပါလည်းမရှိပါဘူးကိုယ်အူလာထည်ရင်ကိုယ်ရန်သူလိုသတ်မှတ်ပြီးတော့တရိษံနေလိုပဲတိုက်ခိုက်တတ်ကြပါတယ်။ဒါပေမဲ့တရိษံနေနဲ့မတူတာတခုကလူတွေမှာအင်တူဆိုတဲ့အရာလေးရှိနေတာပါ။ အရင်တုန်းကပစ္စည်းတစ်ခုခုလိုချင်နေဆိုရင်လူတွေကအချင်းချင်းတက်ဖြတ်ပြီးတော့လူယူကြရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဒီနီလန်းကအထီးခိုက်များလာတော့လူသားတွေလည်းနီလန်းတစ်တစ်ခုကိုကြံဖန်ခဲ့ပါတယ်။အဲ့ဒါကတော့ပစ္စည်းချင်းဖလှယ်တဲ့နီးပါ။မင်းမှဆန်ရှိတယ်ဆိုရင်ငါမှရှိတဲ့စီနဲ့လဲမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။တကယ်တော့ဒီနီလန်းကလည်းတိတ်တော့အလုံးမဖြစ်ပါဘူး။ရတာမလို့လူရာမရဖြစ်နေလို့ပါ။ကိုကဆန်လိုချင်ပါလေဆိုမှစီနဲ့အတင်းလာလဲနေရင်ဘောင်းချားဆရှင်းရပြီဖြစ်ပါတယ်။ ဒါကြောင့်လူသားတွေအနေနဲ့ကိုလိုချင်တဲ့ပစ္စည်းတိုင်းကိုလဲနိုင်ဖို့အတွက်ဂျားကန်ပစ္စည်းတစ်ခုခုထားဖို့တတ်မှတ်လိုက်ပါတယ်အဲ့ဒါကတော့ရွှေပါရွှေဆိုတာတမိုးရှိတဲ့အရာဆိုပြီးတော့တကဘာလုံးကလက်ခံထားကြတာဖြစ်ပါတယ်ဒါကြောင့်ပစ္စည်းတစ်ခုလိုချင်ရင်ရွှေနဲ့လဲပြီးဝယ်ရတဲ့ခက်ကိုရောက်လာပါတယ်ဒါပေမဲ့ဒါလည်းအလုံးမဖြစ်ပြန်ပါဘူးရွှေကတချို့ပစ္စည်းတွေအတွက်ဆိုရင်တမိုးကြီးလွန်းနေလို့ဖြစ်ပါတယ် YBS ကိုတပေါင်းနိုင်ရင်တက်စီးတယ်လို့ဖြစ်နေတာပါ ဒါကြောင့်ဘယ်အရာကိုမဆိုဝယ်လို့ပြုလို့လွယ်အောင်ဆိုပြီးတော့ငွေကြေးအစ်တစ်ခုထပ်ပြီးတော့ဖန်တီးခဲ့ပါတယ်။ခရုကွန်နေပါဒီလိုမျိုးခရုကွန်လေးတွေကလည်းတစ်ချိန်လုံးကပတ်စံတွေဖြစ်ခဲ့ပူပါတယ်။တာမန်ဆန်စီစားလောက်ကိုဒီခရုကွန်တွေနဲ့ပဲဝယ်ကြပြီးတော့တံမိုးကြီးပစ္စည်းတွေလောက်ပဲရွှေနဲ့ဝယ်ကြပါတယ်။ဒါကြောင့်ကမ်းခြေမှာအပြင်းပြေကောက်ထားတဲ့ခရုလေးတွေရှိရင်တင်ထားကြဖို့အကြံပေးခြင်းပါတယ်။တချို့နိုင်ငံတွေမှာအခုတက်တီကိုဈေးကြီးပေးဝယ်နေသေးလို့ပါ။ဒါပေမဲ့ဒီခရုကွန်တွေကလည်းထင်သလောက်အဆင်မပြေခဲ့ပါဘူး။ ကျူကွန်ဆိုတာမျိုးကကန်းကြီးမှာအစွဲလူကူကောက်လို့ရနေတာဖြစ်ပါတယ်။ဒါကြောင့်တချို့သောနေရာတွေမှာဒီကျူကွန်တွေကိုတန်ဖိုးရှိတယ်လို့မသတ်မှတ်ပါဘူး။တကဘာလုံးကတညီတညိုတဲလက်ခံထားကြတာကတော့ရွှေသားတန်ဖိုးအရှိဆုံးဖြစ်ပါတယ်။အဲဒီအချိန်မှာပောက်ဖော်ကြီးတွေကနေစပြီးတော့ငွေဆက်ကူကိုထပြီးတော့မိတ်ဆက်ခဲ့ပါတယ်။ကျွန်တော်တို့အခုကင်နေတဲ့ပတ်စံတွေပါ။ဒါပေမဲ့အစမှာတော့ပတ်စံဆိုပြီးတန်းဖြစ်လာတာမဟုတ်သေးပါဘူး။ဘောင်းချာဆာရွက်တွေကိုစပြီးတော့တောင်းခဲ့တာပါ။တနည်းအားဖြင့်ပြောရရင်ရွှေနဲ့ပြန်လဲလို့ရမယ်ဘောင်းချာဆာရွက်တွေဖြစ်ပါတယ်။ ဥပမာပြောရရင်ဘောင်ချာစာရွက်၁၀ရွက်ကိုရွှေတုံးနဲ့လဲလို့ရတယ်ဆိုတဲ့သဘောပါဒီစာရွက်တွေကိုတံမိုးရှိတဲ့စာရွက်တွေဆိုပြီးတကဘာလုံးကသတ်မှတ်လိုက်တဲ့အချိန်ကနေစပြီးတော့ပတ်စံဆူပြီးဖြစ်လာခဲ့တာပါနောက်ပိုင်းကျမှလူတွေကရွှေနဲ့လဲတဲ့အဆင့်ကိုမေ့ပြီးတော့ပတ်စံတွေပဲဒဲကင်လာခဲ့ကြတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့အခုကင်ထားတဲ့ပတ်စံတွေဆိုတာတစ်ချိန်လုံးကရွှေနဲ့လဲတဲ့ဘောင်ချာစာရွက်တွေဖြစ်ပါတယ်ဒါကြောင့်လက်ထက်မှာပတ်စံရှိလို့ဘာဝယ်စုကမှမသိဖြစ်နေရွှေသာဝယ်စုထားကြဖို့အကြံပေးခြင်းပါတယ် ဒီပတ်စံလေးလုံးဝတန်ဖိုးမရှိတော့ဘူးဆိုရင်တော့မှရွှေတွေကတော့ဘရုံးမှတန်ဖိုးကျသွားမှာမဟုတ်လို့ရွှေဆိုတာပတ်စံထက်အရင်ပေါ်ခဲ့လို့ဖြစ်ပါတယ်ရွှေဆိုရင်ကျွန်တော်လူရွှေရင်အေးလောက်ပဲတည်တဲ့လူတွေကတော့ရွှေထူးသချင်းလေးနားထောင်ပြီးစောစောအိတ်ကြဖို့အကြံပေးတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်